မင်္ဂလာပါ EKD Channel မှာမြွေသွေးစွာ ကြိုတူပါရယ်ကာတွန်းရုပ်ရှင်ကို ဖုန်းနဲ့အလွယ်တကူပြုလုပ်လို့ရပါပြီဆိုတော့ကဒီနီလန်းတွေကို EKD Channel ကနေတွားရောက်ကြည့်ရှုနိုင်ပါပြီဖလစ်ပါကလစ်ကိုအသုံးပြုပြီးဖုန်းနဲ့ကာတွန်းတစ်ခုပြုလုပ်ပြပါဦးမယ်ဒီတော့ဖလစ်ပါကလစ်မြေရာကိုတစ်ချက်နှိပ်ပွင့်ပါ အောက်ဖက်ကအပေါင်းကိုထပ်နှိပ်ပါဒီနေရာမှာနာမည်တစ်ခု ပေးရပါမယ်တစ်ချက်နှိပ်ပါကီးဘုတ်ပေါ်လာပါမယ်ကီးဘုတ်ကနေနာမည်တစ်ခုရိုက်ထည့်ပါကြက်ရံနာမည်ပေးနိုင်ပါတယ်ပြီးရင်အမှန်ကြီးကိုနှိပ်ပါ create project နေရာကိုတစ်ချက်ထပ်နှိပ်ပါပုံတွေဖန်တီးမဲ့နေရာကို ရောက်ပါပြီ။ဒီနေရာမှာပုံတွေကိုစိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ ဒီတစ်ခါတော့ကျွန်တော်ကပုံလေးတစ်ပုဒ်ကိုဓာတ်ပုံရိုက်ထားပါတယ်ဒီပုံလေးကိုမြင်ញံပြီး animation လေးပြုလုပ်ပြသွားမှာပါအခုမြင်ញံမဲ့ပုံကို flavor clip ထဲထည့်ပါမယ်ဒီနေရာမှာအဆက်30ရှိပါတယ်တစ်ချက်နှိပ်ပါ add image နေရာကိုတစ်ချက်နှိပ်ဝင်လိုက်ပါဖုန်းကင်မရာနဲ့ရိုက်ကူးထားတဲ့ gallery ထဲကပုံလေး ပေါ်လာပါမယ်။ဒီတဲကမှမိញမ်းမဲ့ပုံကိုတစ်ချက်တူထိလိုက်ပါ။ဖလစ်ပါကလေးညင်ခွင်းတဲ့ကိုအခုလိုဝင်ရောက်လာပါမယ်။အဲဆိုရွတ်တဲ့နေရာတူထိပြီးညင်ခွင်းကိုရှင်းလိုက်ပါမယ်။ဒီနေရာကနေရာပေါက်ပါတစ်ချက်နှိပ်ပါမယ်။အပေါင်းလက္ခဏာကိုထပ်နှိပ်ပါ။ရေယာတူထပ်မံပေါ်ပေါ်လာပါတယ်။ သူ့ကိုရွေးချယ်ထားကြောင်းအနီအောင်ကပေါ်ပြပါတယ်။ဒေယဒူးမှာဘာပုံမှမရှိသေးပါဘူး။အခုနဖြတ်သွင်းလိုက်တဲ့မိញမ်းမဲ့ပုံဟာဒေယဝမ်းမှာရှိပါတယ်။ဒါကိုပြောဖို့ကြံနေပါတယ်။အခုလွတ်တဲ့တနေရာတို့ထိလိုက်ပါတယ်။ဘာသာသူ့ကိုခွင့်ပါမယ်။ဒီနေရာမှာတို့ထီတွန်းထိုးပြီးဗရက်ဆိုက်ကိုရွေးရပါမယ်။နံပါတ်ကို4မှာထားပါ။ ကာလာဘောင်းမှာလည်းကာလာကို အနဲ့ရောင်တိုင်းမဲ့ထားပါမယ်။အခုရေးဆွဲမဲ့ပုံဟာလေယာတူးအတွက်ဖြစ်ပါတယ်။အခုပုံဆက်ဆွဲပါတော့မယ်။ရေးဦးရမိញံပုံကိုလက်နှာချောင်းနဲ့တို့ထိပ်ပြီးကြီးကြီးဆွဲချက်လိုက်ပါတယ်။ ဗီဒီယိုကိုနည်းငယ်ကြော်လိုက်ပါမယ်ပုံကိုဖြည့်ဥခြင်းနဲ့ဆိုရင်အခုလိုဒဏ္ဍချောင်းနဲ့တို့ထီပြီးဖြည့်ဥရပါမယ်ကောက်ကြောင်အားလုံးရေဆွဲပြီးသွားပြီဆိုရင်တော့မြားပြထားတဲ့၄တောင်ကွက်ကိုတစ်ချက်တိုးထိပ်လိုက်ပါ။ ဖလစ်ပါကလစ်ရဲ့မူလမြင်ကွင်းဆိုင်ကိုပြန်ရောက်သွားပါမယ်။အောက်ဖက်မှာလေယာဘောက်ကို ပြန်ပွင့်လိုက်ပါတယ်။မြင်းငန်းပုံရှိတဲ့လေယာ1က100%နေရာကိုတစ်ချက်တိုးထိလိုက်ပါ။ဒါကိုလေယာ1ပိတ်လိုက်တယ်လို့ခေါ်ပါတယ်။ပြန်ပွင့်ကျင်တယ်ဆိုရင်လည်းအဲ့ဒီနေရာပဲတိုးထိရပါတယ်။အခုတော့ပိတ်ထားပါဦးမယ်။လွတ်တဲ့နေရာတိုးထိပြီးမြင်ကွင်းကိုချင်းထုတ်လိုက်ပါတယ်။ ဒေယာတူးမှာရှိတဲ့ကောက်ကျောင်းပုံတက်တက်ကို မြင်တွေ့ရပါပြီ။ဆေးရောင်ချဲလူကခြေနိုင်ပါသေးတယ်။အပေါ်မှာဈေးပုံရှိပါတယ်။ဖလပါကလေးကဒီချက်မကပို့ပြီးဖန်တီးနိုင်ပါတယ်။ဆက်လက်မျှဝေပေးသွားပါမယ်။အခုတော့ဒီများနဲ့ကျန်လာလိုက်ပါလေကျွမ်းလန်းချမ်းမြေ့ကြပါစေ။